ကန်တော်ကြီးအတွင်ကအနေရရှိတဲ့လူလျှောက်လန်းတရာကိုရုံမြို့တော်စီမံသားရကအလင်းမြန်မပြုတ်ပြင်းတဲ့ကိစ္စကိုသက်ဆိုင်ရာကိုယ်စားလှယ်ကမေကွန်ထုတ်မေးမြန်းခဲ့ပါတယ်ဒီသတင်းကိုပြဖို့အောင်ကပြပို့ထားပါတယ်ရှင်ရန်ကုန်မြို့ကန်တော်ကြီးအတွင်ကလူလျှောက်တရာရဲ့လက်ရန်တွေဟာကျိုးပဲ့နေပြီးအခင်းတွေဟာလည်းဆွေးမြေ့နေသလိုတက်သားရန်တွေကျိုးပဲ့နေရကြောင်းအနေရရှိတဲ့အနေအထားတစ်ခုဖြစ်နေပါတယ်ဒီတရာကိုပြုပြင်ဖို့အတွက်တိုင်းဒေသကြီးလွှတ်တော်ကနေဘတ်ဂျက်ချထားပြီးပါပြီ။ ပေပေါင်း6965ပေရှေးရတဲ့ဒီတရတာဟာပြီးခဲ့တဲ့ဗဏ္ဍာနှစ်အတွင်းကပေ1000ကျော် ပြုပြင်ခဲ့ပြီးယခုနှစ်ဗဏ္ဍာနှစ်အတွင်းမှာပေ2000ကျော်ပြုပြင်မယ်လို့ရန်ကုန်မြို့တော်ဝန်ဦးမောင်စိုးကပြောကြားထားပေမဲ့လက်ရှိအချိန်ထိပြုပြင်မှုမရှိသေးတာနဲ့ပတ်သက်ပြီးတက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကမေးခွန်းထုတ်လိုက်တာပါကွာအခုကဒီလိုတက်ဆိုင်ရာဌာနဆိုင်ရာတွေကတော့ဟိုလိုအပ်ချက်ပေါ့နော်ပြည်သူလူထုလိုအပ်ချက်ဒီနိုင်ငံရဲ့ဒီအဆောက်အအုံပိုင်ဆိုင်လိုအပ်ချက်တွေကိုစောင့်တဲ့အခါမှာနှီးကွေးနေတယ်လို့ပဲကျွန်တော်တို့က ြောရမှာပေါ့ဘာဖြစ်လို့ပြောလဲအခုလိုပေါ့ budget တကူလည်းချလာပြီ budget လည်းအတည်ပြုပြီးရပြီဆိုလို့ချင်းဒီလိုကျလာတဲ့ budget ကိုတို့မြန်မြန်ထုတ်ယူနိုင်ဖို့ကြိုးစားရမယ်မြန်မြန်ရရှိတဲ့အခါမှာပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုအမြန်ဆုံးအကောက်အထည်ဖော်နိုင်ပြဖို့လိုတယ်ရောင်းတိုင်းဒေသကြီးလွှတ်တော်ကလည်းဒီနှစ် budget မှာပေ3200ပြုပြင်ဖို့ငွေ944တန်းကိုပြီးခဲ့တဲ့ match လတွေကချထားပြီးပါပြီဒီတရတာကြောင့်မကြာခဏတိကျတဲ့ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်နေရလို့ကံတော်ကြီးကိုအမြဲလာရောက်သူပြည်သူလူအုကဆိုပါတယ် ျောက်လို့ရှိရင်လေလမ်းလျှောက်ကတိတ်အဆင်မပြေဘူးပထမတော့ဆိုလို့ရှိရင်ဒီပေါ့နော်ဝင်ရက်ပေါက်မှာပဲအပေါက်ကြီးတစ်ခုဖြစ်နေတယ်အဲ့ဒါနေပြီးခဏခဏပေါ့နော်လူတွေပြုတ်ကြရလဲမြင်နေဒီနေ့ကညီမတို့တွေမဟုတ်ဘူးလေနိုင်ငံခြားသားဧည့်သည်ဟိုတယ်တွေလည်းအများကြီးပဲအဲ့လိုဆိုတော့နိုင်ငံခြားသားဧည့်သည်တွေလည်းမြင်ရလာဖြစ်တယ် ဲ့လိုမျိုးကြတော့ကွာကိုယ်နိုင်ငံအခြေအနေပေါ့နော်ဒီလိုထင်အထင်ကြီးရနေရာတစ်ခုကမှဒီလိုဖြစ်နေရဆိုလို့ရှိရင်ပေါ့နော်တခြားနေရာတွေကိုယ်နိုင်ငံကိုဒီနေရာကိုပဲကြည့်ပြီးတော့ပေါ့နော်ကိုယ်နိုင်ငံအမှတ်အမှတ်ချက်ချသွားမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ပြုပြင်စေချင်ပါတယ်ဒီနေရာတွေအားလုံးကိုလည်းပေါ့နော်အခုဒီနေရာတွေမဟုတ်ဘူးဒီတရားထောက်လျှောက်ပါအစ်စ်ပြင်ထားအယောင်ပြပြပြင်ထားနေရတော့လည်းပဲကျန်တဲ့နေရာကြီးအကုန်လုံးကလမ်းလျှောက်လို့ရှိရင်တော့မှသတိထားပြီးတော်တော်လျှောက်ရတယ်။ကောင်းတယ်လို့ထင်ထားနေရတဲ့အောင်မှပဲလမ်းလျှောက်တဲ့အတိုင်းပေါ့နော်အပေါက်ကျွန်တာတွေပါဖြစ်တတ်ပါတယ်။ဘေးနာတန်းနေပြုတ်နေတဲ့လေလी မကန်တော်ရေးဥယျာဉ်လုပ်ပိုင်ခွင့်ကို Nature War ကုမ္ပဏီကနှစ်ရှစ်လုပ်ကိုင်ခွင့်ရရှိထားပါတယ်။ရန်ကုန်မြို့တော်စီမံတာရေးကုမ္ပဏီကတော့ဒီတရားကို concrete တရားအဖြစ်ပြန်လည်ပြုပြင်သွားမယ်လို့ပြောကြားထားပေမဲ့ပြုပြင်မဲ့အချိန်ကိုတော့ပြောကြားထားခြင်းမရှိသေးပါဘူး။ကျွန်တော် ပြေဖုံးအောင်ပါ။